ရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယို မနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄၃မဂါဟတ်စကနေဖမ်းယူနိုင်စင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့ နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာစက်ကွန်တက်တမ9မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါရယ်ရှင် မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အော်တိုဘာလ29ရက်ဗုဒ္ဓဦးနေ့မနက်ပိုင်းမြစည်းမရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်မနက်ခွန်နိုင်ကနေခွန်နိုင်ခွဲထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ဆိုင်ခမ်းပါ။ဒီကနေ့မနက်နားဆင်ရမယ့်စီစဉ်တွေကတော့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲရဲ့အားနည်းချက်၅ချက်ကို NLD ထောက်ပြတဲ့သတင်းနဲ့အတူ မင်းတို့မှာရဲရင်နဲ့တိုက်ခိုက်ခံရပြီးရဲလေးဦးတေဆုံးတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ။သတင်းတွေပြီးမှတော့ Key to Heart အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ခင်ဗျာ။မင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ စစ်ကော်မရှင်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲရဲ့အားနည်းချက်၅ချက်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအောက်တိုဘာလ28ရက်နေ့ထုတ်ပြန်ကြေညာထောက်ပြထားပါတယ်။ရွေးကောက်ပွဲမှာလွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်စီယုံခွင့်နိုင်ငံရေးလှုပ်ရှားခွင့်တွေလုံးဝမရှိတာနိုင်ငံတော်လုံးပြည်ပခါတွေဖြစ်နေချိန်မှာရွေးကောက်ပွဲကျင်းပတာနိုင်ငံဧရိယာရဲ့သုံးပုံတပုံကမှသာကျင်းပနိုင်တာတပြိုင်တည်းမဟုတ်ဘဲနေရာဒေသနဲ့အချိန်ပိုင်းခြားကျင်းပတာ ရွေးကောက်ပွဲပထမပိုင်းအရပေါ်ပေါက်လာမဲ့လွှတ်တော်မှာရွေးကောက်ခံမဟုတ်တဲ့စစ်တပ်ကိုယ်စားလှယ်ထက်ဝက်ကျော်ပါဝင်နေတာကြောင့်ပြည်သူကိုစားပြုမရှိတာတွေကို ထောက်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲရလဒ်ဟာရွေးကောက်ခံအစိုးရအရေးခြုံထားတဲ့ဆ ਿਆ နာရှင်စနစ်သားဖြစ်တာကြောင့်ရွေးကောက်ပွဲကိုလက်ခံတာဟာဆ ਿਆ နာရှင်စနစ်ကိုတရားဝင်မှုပေးချင်တာဖြစ်တယ်လို့ NLD ကထုတ်ပြန်ထားပါတယ်။ ဒါပြင်ကုလသမဂ္ဂရဲ့နိုင်ငံတကာသဘောတူစာချုပ်ဖြစ်တဲ့ပြည်သူ့ရေးရာနဲ့နိုင်ငံအခွင့်အရေးများဆိုင်ရာ PP ဆိုင်ရာ Convention ICCPR ရဲ့အပိုင်း25မှာလည်းရွေးကောက်ပွဲကျင်းပရာမှာလွတ်လပ်စွာစည်းရုံးလှည့်လည်ခွင့်လွတ်လပ်စွာတွာလာလှုပ်ရှားခွင့်လွတ်လပ်စွာနိုင်ငံရေးဆန္ဒထုတ်ဖော်ခွင့်တံပြန်ဆွဆွဲခြင်းမခံရဘဲရွေးချယ်မှုတစ်ခုကိုထောက်ခံကြောင်းပြောဆိုခွင့်ချင်းချောက်ချင်းဒါမှမဟုတ်ပြစ်ဒဏ်ခံရမဲ့ဘေးကိုကြောက်ရွံ့ခြင်းမရှိဘဲနိုင်ငံရေးဆိုင်ရာရွေးချယ်မှုပြုလုပ်နိုင်ခြင်းတို့ပါဝင်ပါတယ်။ လက်ရှိစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအဲ့ဒီ ICCPR အချက်တွေနဲ့ကွဲလွဲနေကြောင်းမြစည်းမကလ ీల တွေ့ရှိရပါတယ်။စစ်ကော်မရှင်ဟာရွေးကောက်ပွဲဆန့်ကျင်သူတွေကိုဖမ်းဆီးအရေးယူနိုင်ဖို့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းထားပါတယ်။ အဲ့ဒါကြောင့်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့အတိမတ်ပြုလက်မခံဖို့ပူပေါင်းခြင်းမပြုဖို့နဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုတာဟာပြည်သူလူထုရဲ့စံနာကို ပြစ်ပယ်လိုက်ခြင်းသာဖြစ်ကြောင်း NND ကဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ပြည်သူနဲ့အတူရပ်တည်ပြီးဒီမိုကရေစီအခွင့်အရေးတွေကိုအခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ဒန်းတူညီမျှမှုနဲ့လူမှုစာနာကိုအခြေခံပြီးဒေတာတွင်းအင်အားစုတွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်ကာဖက်ဒရယ်ယူနစ်တွေမှာယာကာလာဖွဲ့စည်းပုံအခြေခံဥပဒေဒါမှမဟုတ်ယာကာလာအစီအမံတွေရေးဆွဲအကောင့်ထဲပေါ်နေပြီဖြစ်တယ်လို့အသိပေးထားပါရခင်ဗျာ။ မြန်မာမှာစစ်ကုမ္ပဏီတက်ကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြည်ထနာရေးအတွက်ဖြည့်ရှင်းနိုင်မဲ့အဖြေကိုဥတီမှမဟုတ်ဘူးလို့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုကူတာရက်စ်ကပြောပါရယ်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာမနေ့ကပြုလုပ်တဲ့အာဆီယံကုလသမဂ္ဂဆွေးနွေးပွဲအပြီးသတင်းနောက်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာသူကအခုလိုပြောလိုက်တာပါဒါပြန်ဒီရွေးကောက်ပွဲဟာပွင့်လင်းမြင့်တာမှုရှိမယ်ဆိုပြီးတော့ယုံကြည်တဲ့သူမရှိတော့ဘူးလို့လဲဆိုပါတယ် လက်တလုံးမြန်မာအတွက်လိုအပ်နေတာဟာလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့ဖြစ်ပြီးတော့တစ်ချိန်တည်းမှာပဲအရသာအုပ်ချုပ်မှုကိုဥတီမဲ့နိုင်ငံရေးလုပ်ငန်းစဉ်အစစ်အစစ်ကိုလည်းလှုပ်ဖို့လိုအပ်ကြောင်းဆိုပါရယ်2021ခုနှစ်မှာစစ်တပ်အာဏာသိမ်းပြီးကတည်းကမြန်မာဟာဘေးအဆင်ဆင့်ကြုံရတဲ့အခြေအနေဖြစ်ပြီးတော့ဒေတာရင်းတည်ငြိမ်မှုကိုပါစိုးရိမ်စရာဖြစ်လာစေခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်အရသားတွေကိုကာကွယ်ရမယ့်စစ်တပ်ဟာအရသားတွေကိုတိုက်ခိုက်နေပြီးတော့ပြိပခါတွေဖြစ်နေတဲ့အချိန်မှာရွေးကောက်ပွဲကျင်းပဖို့ခြေလှမ်းနေတာကိုလည်းသူကထောက်ပြခဲ့ပါရယ်။ ဒါကြောင့်အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်မှုဗတ်စုံပါဝင်တဲ့ဆွေးနွေးပွဲကိုစိတ်ဆန္ဒရှိရှိဖော်ဆောင်ဖို့အကြောင်းမဲ့ဖန်စီထိန်ထိန်ထားတဲ့သူတွေကိုပြန်လှုပ်ပေးရကနေစတင်မဲ့အကြမ်းသားအုပ်ချုပ်မှုလမ်းကြောင်းပေါ်ကိုပြန်ရောက်ဖို့ကိုလည်းအတွင်းမှုချုပ်ကတိုက်တွန်းထားပါတယ်စစ်ကောင်မရှင်ကတော့လာမယ့်ရွေးကောက်ပွဲအတွက်တရဝင်မဲဆွယ်စီယုံခွင့်ကာလကိုဒီကနေ့အောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့အထိသတ်မှတ်ထားပြီးတော့အဲဒီကာလကိုအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCP က ရွေးကောက်ပွဲတပိတ်မှောက်စန်းကျင်ရေးကာလလို့သတ်မှတ်ဖို့အတွက်ထုတ်ပြန်ထားပါရရှင်။ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့ကိုစစ်ကော်မရှင်တပ်ကနှစ်ရက်ဆက်ဘုံကျဲတိုက်ခိုက်ရာမှာထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စီကတရားပါတယ်။မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်ကအောက်တိုဘာလ26ရက်နေ့လည်2နာရီခွဲချိန်ကမှဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲခဲ့ပြီးအောက်တိုဘာလ28ရက်နေ့ည9:50မိနစ်အကျော်မှာထပ်မံဘုံနှလုံးကျဲခဲ့တာဖြစ်ပါတယ်။ ်အရင်ရက်ကျဲတာကနေကင်းကြောင်တောင်ဆိုတော့အကုန်လုံးကရှောင်းလိုက်နိုင်တယ်ဘသူမှထိခိုက်တာမရှိဘူးနောက်တစ်ခါအရင်ရက်ကကျဲတဲ့နေရာကိုပဲထက်ကျဲတာညအချိန်ဆိုတော့နေကင်းလိုရှောင်းချိန်မမြန်ဘူးလွတ်လပ်ရှောင်းချိန်မရှိတော့ထိခိုက်တာတွေရှိလားလို့မင်းတက်မြွနယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံဆလိုင်းရောမန်ကမျက်စိမှာကိုပြောပါတယ်အဒီလိုဘုံကျဲခံရတာကြောင့်ထိခိုက်ဒဏ်ရာရသူအရေးအတွက်နဲ့အသေးစိတ်အခြေအနေကိုတော့သူက ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ မင်းတပ်မြို့ပေါ်မှာတော်လိုင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ထားတဲ့မြို့မရဲစခန်းဟောင်းနေရာကိုစစ်ကော်မရှင်တပ်ကဘုံကျဲတာဖြစ်တယ်လို့ဒေသခံတွေကကိုးကားပြီးချင်းဒေသအခြေစိုက်သတင်းဌာနတွေမှာဖော်ပြကြပါရယ်။အော်တိုဘာလအတွင်းမင်းတပ်မြို့ကိုစစ်ကော်မရှင်ဘုံကျဲတာဟာ၄ချိန်ရှိလာပြီဖြစ်ပါတယ်။ ောက်တိုဘာလ၄ရက်ဘုံကျဲမှုမှာဒေသခံ၃ဦးဒဏ်ရာရပြီးအဆောက်အဦတချို့ပျက်စီးကာအောက်တိုဘာလ၉ရက်စတင်ကြောင်းဘုံကျဲမှုမှာတော့ចောင်းသား၃ဦးနဲ့မတန်ဆွမ်းမျိုးသမီး၁ဦးတေဆုံးခဲ့ရပါတယ်။စစ်ကော်မရှင်တပ်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲနီးကပ်လာလာနဲ့အမျှချင်းပြည်နယ်ကိုလေကြောင်းတိုက်ခိုက်မှုအပြင်စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့စစ်ရေးသတင်းမြစ်တွေစီကတီးအားပါတယ် စစ်ကော်မရှင်တပ်ဟာနေ့စဉ်ဘုံကျဲတပ်ဖြတ်တိုက်ခိုက်မှုတွေကြောင့်ပြည်သူလူထုအသက်အိုးအိမ်နေဆုံးရှုံးနေရပြီးအချောက်တရားဖန်တီးလို့အာဓမရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေကစင့်အားတွေဖြည့်တင်းနေတယ်လို့ချင်းကာကွယ်ရေးအဖွဲ့ဟာခါ CDF ဟာခါကအောက်တိုဘာလ28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်ကပြုတ်လို့မဲ့ဒီဇင်ဘာလ28ရက်ပထမအဆင့်ရွေးကောက်ပွဲမှာဟာခါနဲ့တီးတိမ်မြို့နယ်တို့ပါဝင်ပြီး တွန်းစံဖလန်းထန်တလန်မြို့နယ်တွေကိုဆက်လက်ကျင်းပမဲ့အစီအစဉ်တွေမှာပါဝင်ထည့်သွင်းထားပါတယ်။ဒါပေမဲ့မင်းတက်ကံပလက်မတူဘီနဲ့ပလဝမြို့နယ်တွေကို ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်မှာမဟုတ်ဘူးလို့စစ်ကော်မရှင်ကကြေညာထားပါတယ်ခင်ဗျာ။မြစီမရေဒီယိုရဲ့ဗုဒ္ဓဟူးနေ့မနက်ပိုင်းပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ ကချင်လွန်မြောက်ရေတမရော KNY ထိန်းချုပ်ရာဒေသမှာရှိတဲ့တရုတ်နယ်စပ်ဂိတ်၈ခုကိုတရုတ်ဘက်ကပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ KNY သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘူမူကြီးနှော်ဘူးကမစ္စမောက်ကိုအတည်ပြုပါရယ်။ကချင်တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့မန်ဝင်းကြီး၊ကမ်ပိုင်တီ၊မန်ဂျာယန်၊လိုင်ဇာ၊လွယ်ကျဲ၊ပန်ဝါ၊မန်စီ၊ဖီမော်စတဲ့ဂိတ်တွေကိုအောက်တိုဘာ26ရက်နေ့ကစပြီးတော့တရုတ်ဘက်ကနေဖွင့်ပေးလိုက်တာဖြစ်ပါရယ်။ဒါပေမဲ့73စီနဲ့လျှက်စစ်ပစ္စည်းတွေကိုတော့ကန့်သက်ထားစေဖြစ်တယ်လို့ဗိုလ်မှူးကြီးနှော်ဘူးကပြောပါရယ် အဲ့ဒီနဇက်ဂိတ်တွေကိုတရုတ်ဘက်ကတနှစ်ကျော်ကြာပိတ်ထားခဲ့တာဖြစ်ပြီးတော့အခုမှပြန်ပြီးတော့ဖွင့်ပေးလိုက်တာပါအရင်ကဂိတ်တွေကိုပိတ်ထားတယ်ဆိုပေမဲ့မြေရှားနဲ့တရုတ်ဘက်ကလိုအပ်တဲ့ကုန်ပစ္စည်းတွေအတွက်ကိုတော့ဖွင့်ထားပေးခဲ့ပြီးလက်ရှိနေဆက်ဂိတ်ဖွင့်ပေးတာကလည်းမြေရှားကိစ္စနဲ့ပတ်သက်နေနိုင်တယ်လို့ KYA နဲ့နှိစက်တဲ့သတင်းရင်းမြစ်တစ်ယောက်ကပြောပါရယ်ဘုံမှုကြီးနောက်ဘူးကတော့နေဆက်ဂိတ်ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့ဘာသဘောတူညီချက်မှမလုပ်ခဲ့ဘူးလို့ဆိုပါရယ် လက်ရှိပြန်ဖွင့်ပေးတဲ့နေဆက်ဂိတ်တွေအထက်ကပန်ဝါဖီမွန်နဲ့မိုင်းဂျာယန်ဂိတ်တွေဟာမြေရှားတပ်တို့တွေတင်ပို့ဖို့အတွက်အသုံးပြုတဲ့ဂိတ်တွေဖြစ်တယ်လို့သိရပါဗျ။ KIA နဲ့မဟာမိတ်တပ်တွေကအဲ့ဒီမြန်မာတရုတ်နယ်စပ်ဂိတ်တွေရှိတဲ့လွယ်ကျဲမန်စီပန်ဝါဖီမော်ကမ်ပိုင်တီမြို့တွေကိုပြီးခဲ့တဲ့2024ခုနှစ်ဧပြီလ၊မေလ၊အောက်တိုဘာနဲ့နိုဝင်ဘာလတွေမှာသိမ်းပိုက်နိုင်ခဲ့ပြီးတော့မန်ဂျာယန်နဲ့လိုင်စာကိုတော့အရင်ကတည်းကထိ ंछ ုပ်ထားနိုင်ပါတယ်။ တရုတ်ဆိုရက KNU ကိုဖိအားပေးဖို့အတွက်2024ခုနှစ်ကုန်ပိုင်းမှာနေဇက်ဂိတ်တကိုပိတ်ခဲ့တဲ့အတွက်ဒေတာရင်းမှာကုန်စည်ပြက်လက်တာနဲ့ကုန်စည်ဈေးနှုန်းကြီးမြင့်တာကိုဒေတာခန်တွေကရင်ဆိုင်ခဲ့ရပါတယ်လက်ရှိမှာတော့တရုတ်ဘက်ကနေဇက်ဂိတ်တွေကိုပြန်ဖွင့်ပေးလိုက်တာကြောင့်ကုန်စည်လုံးနဲ့ပတ်သက်ပြီးတော့ဒေသခံတွေအနေနဲ့အသက်ရှူချောင်းမှာဖြစ်တယ်လို့ဆိုပါရယ်လက်ရှိနေဇက်ဂိတ်တွေမှာတော့လူအဝင်ထွက်ကိုလည်းခွင့်ပြုထားတယ်လို့သိရပါရယ်ရှင် မကွေးတိုင်းစိတ်ဖြူမြို့နယ်ဂွေးပင်ချောင်းကျေးရွာနယ်တောင်ငယ်လုံးကျေးရွာကြားမှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့စစ်ဆေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကော်မရှင်တပ်သား၄ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။အော်တိုဘားလာ28ရက်နေ့မနက်9:00နာရီခွဲချိန်မှာအဲ့ဒီစစ်စေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဟာနိုင်ဝက်ကျော်ကြာမြင့်ခဲ့တယ်လို့ပခုတ်ကူခရိုင်အမှတ်16တပ်ရင်းတာဝန်ရှိသူကမျိုးစီမာကိုပြောပါရတယ်။ စိတ်ဖြူစလင်းလန်းစိတ်ဖြူမျိုးနဲ့အနည်းဆုံးစစ်စေးကိတ်ကိုတွားရောက်တိုက်ခိုက်တာပါစိတ်ဖြူမျိုးဘော်ကစစ်ကူတွေရောက်လာလို့ပြန်လဲဆုတ်ခွာလာခဲ့ရတာပါလို့ပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်တပ်သား၄ဦးသေဆုံးပြီး MA3 အမျိုးအစားတနက်တလက်ကြီးပေါက်၃ပေါက်၅.၅၆ G 130နဲ့တခြားဆက်ဆက်ပစ္စည်းတွေတင်စီနိုင်ခဲ့တယ်လို့သိရပါတယ် တိုက်ပွဲတွင်ရင်းနတာကော်လန်မကွေးတိုင်းပကဖရွေလျားစစ်ကြောင်းကစစ်ကြောင်းမူရဲဘော်စိတ်ဖြူခေါ်ရဲဘော်ဟိမင်းသူကြာဆုံးခဲ့ရတယ်လို့ပခုတ်ကူခိုင်တိုက်ရင်း16ကထုတ်ပြန်ထားပါတယ်။တိုက်ခိုက်ခဲ့တဲ့စစ်စေးဂိတ်မှာစစ်ကော်မရှင်တပ်သား12ဦးခန့်ရှိပြီးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဟာစစ်စေးဂိတ်ကိုထပ်မံအင်အားဖြည့်တင်ထားကြောင်းနဲ့မြို့ပေါ်နေရာတွေမှာလည်းလုံခြုံရေးတွေတိုးမြှင့်ထားတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကတီးရပါတယ်။ အခုတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်တပ်ရင်း16နဲ့အတူရေနတာကော်လန်မကွေးတိုင်းပကဖရွေလျားစစ်ကြောင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ25ရက်နေ့မနက်ပိုင်းကလည်းစိတ်ဖြူမျိုးကထွက်လာတဲ့အင်အား200ခန့်ပါစစ်ကော်မရှင်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကော်မရှင်တပ်ဖွဲ့မှထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့ပခုတ်ကူခရိုင်တပ်ရင်း16စီကတီးရပါပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံမဲဆောက်မြို့မှာမြမအမျိုးသမီးတစ်ယောက်ကိုလက်ပင်ဓာတ်နဲ့လှိဖြက်မှုမှာဖမ်းဆီးခံရသူထိုင်းနိုင်ငံသားအမျိုးသားကသူကျူးလွန်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်။အဲ့ဒါကိုတက်ခရိုင်ရဲတပ်ဖွဲ့ကဒီကနေ့အောက်တိုဘာ28နေ့မှာသတင်းထုတ်ပြန်ထားတာပါ။မနေ့ကအောက်တိုဘာ28ရက်နေ့မနက်ပိုင်းမဲဆောက်မြို့နယ်ရုံ F4 ရုံအိမ်သာမှာအသက်21နှစ်အရွယ်မြန်မာနိုင်ငံသားအမျိုးသမီးတစ်ယောက်ကိုအသက်28နှစ်အရွယ်ထိုင်းနိုင်ငံသားထမတ်ဖက်က အဓမ္မပြုကျင့်မှုအတွက်စူးစမ်းခဲ့တာမှာအမျိုးသမီးကလက်မခံတဲ့အတွက်သူ့အသက်ယူဆောင်လာတဲ့ဓာတ်နဲ့လက်ဘင်းကိုလှိဖြတ်ပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းဌာနကဖော်ပြပါရယ်ကျူးလွန်သူထိုင်းမျိုးသားကိုရဲတပ်ဖွဲ့ကမနေ့ကည7နာရီခွဲလောက်မှာအေဒီယန်ဆက်အနီမှာဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါရယ် ဒီကနေ့မနက်10:00နာရီခွဲလောက်မှာတော့အရင်မြမအမျိုးသမီးကိုတိုက်ခိုက်ခဲ့တဲ့နေရာကိုဖန်ဆီးခံရသူမစ္စတာထမ်မဖက်ကိုပြန်လည်ပြသစေခဲ့ပြီးတော့သူကအဓမ္မပြုခြင်းဖို့အတွက်ရည်ရွယ်ချက်နဲ့ကျူးလွန်ခဲ့တယ်လို့ဝန်ခံခဲ့ကြောင်းဆိုပါတယ်။သူဟာပြီးခဲ့တဲ့2019ခုနှစ်မှာလည်းအဓမ္မပြုခြင်းမှုနဲ့ပြစ်ဒဏ်ကျခံခဲ့ရပြီးတော့အခုနှစ်ဩဂတ်စ်လ28ရက်နေ့မှာမှထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ဖြစ်တယ်လို့ဒေတာရင်းထိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ လက်ရှိမှာနှစ်နာသူမြန်မာအမျိုးသမီးဟာမဲဆောက်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါဗျ။ကျူးလွန်သူထိုင်းမျိုးသားကိုတော့လူတန်းရန်ကြံစည်မှုနဲ့အများပြည်သူမြို့ရွာဒါမှမဟုတ်လမ်းမပေါ်မှာခွင့်ပြုချက်မရှိလက်နက်တေဆောင်မှုတို့နဲ့အမှုအဖွဲ့ရဲယူထားတယ်လို့တက်ခရံရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။မြန်မာရေဒီယိုရဲ့ဗုဒ္ဓဦးနေ့မနက်ပိုင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ 2022ရွေးကောက်ပွဲမှာရှုံးနေပြီးအာနာသိမ့်မှုကျန်စီခဲ့တယ်လို့ဆိုကာထောင်ဒဏ်28နှစ်ချမှတ်ခံထားရတဲ့ဘရာဇီးတမရဟောင်းဂျိုင်ယာဘိုဆာနာရိုကတင်းလာနေမှာယူကန်တင်သွင်းလိုက်ပါတယ်။ သမရာလူဝိတ်အီနာစီအိုလူလာဒါဆေးဝါကိုဖြုတ်ချဖို့ကြိုးပမ်းခဲ့တဲ့အတွက်အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့တရားရုံးချုပ်ရဲ့အစီရင်ချက်ဟာလို့ဒလိုအနက်ကောင်းနိုင်ခြင်းထိန်ချန်ထားခြင်းဝီယောဒီနဲ့မရှင်းလင်းခြင်းတို့ရှိနေတယ်လို့လက်ရဆုံးကြိုကြွနေတဲ့အမှုတွေရဲ့ရှေ့နေတွေကစွပ်စွဲထားကြပါတယ်။အဲဒီဆုံးဖြတ်ချက်ကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းအလွန်ဒေါသထွက်ခဲ့ပါတယ်။ အယူခံမှုအပေါ်ရှောက်လဲချက်ပေးဖို့တရားရုံးချုပ်တရားသူကြီးတွေဟာနောက်ဆုံးရက်သတ်မှတ်ချက်မရှိပါဘူး။အဲ့ဒီအမှုမှာတမရလူလာဒုတမရဂျယ်ရက်ဒိုအက်ဒမင်နဲ့ဘိုဆာနာရိုရဲ့ကံကြမ္မာအပေါ်အဆုံးဖြတ်ပေးခဲ့တဲ့တရားရုံးချုပ်တရားသူကြီး၅ဦးတည်းကတူဦးဖြစ်တဲ့အလက်ရှောင်ဒရီဒီမိုရီရိုကိုလောက်ကျန်တတ်ဖြတ်ဖို့ကြံစီခဲ့တယ်လို့ဆွဆွဲထားတဲ့အမှုဖြစ်ပါတယ်။ အဲ့ဒီအေဂျင်စီအထမမြောက်ခဲ့ရတာဟာစစ်တပ်ထိပ်ပိုင်းကောင်းဆောင်တွေရဲ့ထောက်ခံမှုမရရှိတာကြောင့်လို့အစိုးရရှေ့နေတွေကပြောကြပါတယ်။ဘိုဆာနာရိုကိုဩဂတ်စ်လတဲကအခြေချုပ်ချထားတာပါ။ဘရာဇီးဥပဒေအရဥပဒေကြောင်းအရလှုပ်ဆောင်နိုင်သမျှအလုံးကုံဆုံးသွားတဲ့အထိအကျဉ်းထောင်ကိုပို့လို့မရပါဘူး။ကုမ္ပဏီရဲ့ညံရည်တုအခြေခံစောင့်အုံတွေကိုစွမ်းအားပေးဖို့အတွက် အိုင်အိုဝါရှိနျူကလ িয়ার ဓာတ်အပင်စက်ရုံတရုံကို ပြန်လည်ပတ်မဲ့အစီအစဉ်တစ်ရက်ကို Google ကတနင်္လာနေ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အဲဒါကနည်းပညာကုမ္ပဏီကြီးတွေနဲ့လျှက်စက်ဓာတ်အပင်လုပ်ငန်းကြီးတွေကြားနောက်ဆုံးပူးပေါင်းဆောင်ရွက်မှုတစ်ရက်ဖြစ်ပါတယ်။ Next Ultra Energy လျှက်စက်ဓာတ်အပင်ကုမ္ပဏီရဲ့ကြေညာချက်အရ2020ခုနှစ်ကပိတ်သိမ်းခဲ့တဲ့ Twin Unknown Energy Center ဟာ2029ခုနှစ်မှာပြန်လည်လည်ပတ်မှာဖြစ်ပြီး Google ရဲ့ကြီးထွားလာနေတဲ့လုပ်ငန်းတွေဖြစ်တဲ့ cloud နဲ့ညရင်တုအခြေခံအဆောက်အုံတွေကိုစွမ်းအင်ပေးသွားမယ်လို့ကုမ္ပဏီတွေကထုတ်ပြန်တဲ့ပူရဲကြေညာချက်မှာဖော်ပြထားပါတယ်။စက်ရုံပြန်လည်လည်ပတ်လို့ရှိရင်အဲဒီစက်ရုံကလျှက်စစ်စွမ်းအင်ကို25နှစ်ကြာဝယ်ယူဖို့သဘောတူစာချုပ်တစ်ရပ်ကို Google ကလက်မှတ်ရေးထိုးခဲ့တာပါ။အဲဒီစက်ရုံကို Next Ultra ကတရားရဂိုင်းနှုံးပိုက်ဆိုင်သွားမှာဖြစ်ပြီးအခုလက်ရှိအနည်းစုပိုင်ဆိုင်ထားတဲ့ရှယ်ယာတွေကို ပြန်လည်ဝယ်ယူသွားမှာဖြစ်တယ်လို့ကုမ္ပဏီတွေကပြောပါရယ်။ညရင်တုနဲ့အမောင်းနှင်တဲ့ တီထွင်မှုနဲ့အခွင့်အလမ်းခက်သက်ထက်ကိုအမေရိကန်ပြည်ထောင်စုဝင်ရောက်လာနေတဲ့အတွက်အခုမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဟာဂူဂေါကုမ္ပဏီရဲ့ကြီးထွားလာနေတဲ့စီးပွားရေးလိုအပ်ချက်ကိုတာဝန်တိတိဖြည့်ဆည်းပေးနိုင်လိုက်မှာဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာရေးသားထားပါတယ်။နျူကလ িয়ার စွမ်းအင်ဟာကာဗွန်ထုတ်လုပ်မှုမရှိတဲ့တန်ရှင်းတဲ့စွမ်းအင်ရင်းမြစ်ဖြစ်တယ်လို့လည်းချီးကျူးရေးသားထားပါတယ်။စွမ်းရည်လိုအပ်ချက်ရဲ့အဓိကအရင်းမြစ်ဖြစ်ဉာဏ်ရည်တုနိပညာကပေါ်ထွက်လာခဲ့တာပဲဖြစ်ပါရဲ့ရှင်။ မြစီမရေဒီယိုရဲ့ဗုဒ္ဓဦးနေ့မနက်ပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့ပြည်တွင်းသတင်းလွှာရဲ့အလှည့်ပါမကွေးတိုင်းမင်းလုံးမြို့နယ်အတွင်းရဲရင်နှန်းကိုတိုက်ခိုက်ရမှာကားပေါ်ပါလာတဲ့ရဲလေးဦးသေဆုံးပြီးသူတို့ရဲ့ကားတစ်စီးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့အမှတ်၁စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၄တပ်ရင်းစီကတီးရပါဗျာ ပသိမ်မုံရွာလမ်းပေါ်မဲဇလီကျေးရွာနဲ့ဝန်းလင်းကျေးရွာကြားမှာအော်တိုဘားလ28ရက်နေ့မွန်းလွဲ7:50မိနစ်အချိန်မှာရဲကား၄စီးကိုတရက်ခရိုင်အမှတ်၄တက်ရင်တက်ခွဲနှစ်ရဲဘော်တွေကစောင့်ချိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုင်းစင်ရဲမှုပါလာတဲ့ရင်းနှံဖြတ်မယ်ဆိုတဲ့သတင်းရတဲ့အတွက်ကင်းဖို့ဖို့စောင့်ခဲ့ကြတာရဲတွေတိတ်ဆုံးတာကပြစ်ခတ်တဲ့ရဲဘော်တွေမြင်တွေ့ရတာနဲ့နေမြေရှင်းလျာမှာထိခိုက်ထားတဲ့သွေးစသွေးနာတွေနဲ့အုတ်ထုတ်တွေကိုမှန်ထားတဲ့အခြေအနေတွေကိုသုံးသပ်ခဲ့တာပါလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကမျက်စိမှောက်ကိုပြောပါရယ်ရဲရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးပြစ်ခတ်ခဲ့ရမှာကားစီးမိုင်းစာထိမှန်ပြီးဆက်လက်မောင်းနှင်သွားတယ်လို့သိရပါဗျ။ အဲဒီကားကိုတော်လိုင်းရဲဘော်တွေကလိုက်လံပစ်ခတ်တာကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုကြံကား၃စီးနဲ့တင်ဆောင်ပေါင်းနှင်ပြေးသွားတယ်လို့သူကဆိုပါတယ်။ပစ်ခတ်တိုက်ခိုက်ချိန်၅မိနစ်ကနေ10မိနစ်ဝန်းကျင်အတွင်းစစ်ကော်မရှင်ရဲတွေဘက်ကပြန်လည်ပစ်ခတ်တာမရှိဘဲသူတို့စီကနေကြီးစံတချို့စစ်အုံဆောင်ပစ္စည်းတွေနဲ့အတူငွေသား၃သိန်းကျပ်တင်စီရရှိခဲ့ကကားကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ရဲတွေထဲမှာဗိုလ်တအူးနဲ့တခြားအဆင့်တွေပါဝင်ပြီးကံမဆေးရုံကိုရောက်ရှိကဒဏ်ရာပြင်းထန်တဲ့အတွက်ပြည်ဆေးရုံကိုပို့လိုက်တယ်လို့သတင်းရရှိပြီးအသေးစိတ်အတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေတယ်လို့ကိုမြတ်ကပြောပါတယ်။ တိုက်ခိုက်မှုအပြီးမှာမင်းတို့မျိုးအဝင်း၅မိုင်စစ်ဆေးဂိတ်ကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေပြီးစစ်ကြောင်းထိုးတာတွေပြုလုပ်နိုင်တဲ့အတွက်ဒေသခံတွေနဲ့ခီးသွားပြည်သူတွေဂယုဆိုင်နေထိုင်သွားလာကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတပ်ရင်းကအတိပေးထားပါရခင်ဗျာ။ နိုင်ငံတကာကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်အပါအဝင်နေဆက်ဖြစ်ကျော်ရာဇဝတ်မှုကိန်းတွေကိုဖြည့်ရှင်းဖို့ကြိုးပမ်းမှုတွေကိုအသိအမှတ်ပြုတဲ့အကြောင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်းအစင်းနဲ့ရှိတယ်လို့အမျိုးသားညွညရဲ့အဆိုအရ NUG ကပြောလိုက်ပါတယ်။ဒီကနေ့အောက်တိုဘာ28ရက်နေ့မှာပြုတ်လုတဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလကထက်သွင်းပြောကြားလိုက်တာပါ။ အွန်လိုင်းကြားဖြတ်နယ်လုပ်ငန်းတချို့ကိုအာဏာသိမ်းစစ်တပ်ကအယောင်ပြစီးနင်းတဲ့လက်ကွက်ထက်ကိုမဝင်မိကြဖို့အတွက်လည်းအရေးကြီးကြောင်းသူကဆိုပါရယ်။ဒါ့အပြင်နေကြာဆောက်တပ်တွေဟာအာဏာသိမ်းစစ်တပ်ရဲ့လက်အောက်ခံဖြစ်တဲ့အတွက်အွန်လိုင်းငွေလင်လုပ်ငန်းကြားဖြတ်ရဲ့နောက်ကွယ်မှာစစ်တပ်ခေါင်းဆောင်တွေကထက်ထဲဝင်ဝင်ပါဝင်ပတ်သက်နေတယ်လို့လည်းဦးနေဘုလတ်ကပြောပါရယ်။ Justice for Myanmar ကလည်း KK Park ရဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲမှုတွေကိုနေကြာဆောက်တဲ့ BGF ကတိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ ပြီးကြတဲ့အောက်တိုဘာ16ရက်နေ့ကငွေလိန်ချန်ဝန်းကကေပတ်ကိုစစ်ကောင်မရှင်ကဝင်စစ်ခဲ့ကြောင်းဝါရဖြန့်ပြတဲ့နောက်ထမှန်ဝင်ရောက်စစ်ဆေးမဲ့တဲ့နေ့ကြောင့်ကြာဖြန့်လှုပ်သားတွေဟာထိုင်းဘက်အချံကိုဇက်တိုက်ပြစ်ထွက်ပြေးနေပြီးတော့ငွေလိန်ချန်ဝန်းထဲမှာပောက်ကွဲမှုတွေကလည်း၄ချိန်ထပ်မံဖြစ်ပွားခဲ့ပါတယ်ကယံမြင်းနယ်မြောင်းရီမြို့နယ်မှာရှိတဲ့ online ငွေလိမ်ချန်ဝန်း KK ဘက်ကို KNU ကအကျိုးမြတ်ရယူပြီးတော့ မြင်းငှားတာနဲ့လုံခြုံရေးယူနေတဲ့ဆိုတဲ့စစ်ကော်မရှင်ရဲ့ဆွဆွဲချက်ကို KNU ကတက်တည်နေတကွညင်းဆိုကြောင်းထုတ်ပြန်ချက်မှာပြောဆိုထားပါရရှင်မြင်းဒီမရေဒီယိုရဲ့ဗုဒ္ဓဟူးနေ့မနက်ပိုင်းနောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးကြတာဖြစ်ပါတယ်အခုဆက်လက်ပြီး Key to Heart အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါ

မင်္ဂလာပါရှင် K2 Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အခုနောက်ပိုင်းမှာလူဆယ်ယောက်မှတစ်ယောက်လောက်ဖြစ်ပေါ်နေတဲ့ ADHD လို့ခေါ်တဲ့အာရုံကြောပြဿနာအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဗီဒီယိုမှာ ADHD ရဲ့အဓိကလက္ခဏာတွေ ADHD ဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ ADHD ကုသမှုအဆောင်ရှိတဲ့အကြောင်းတွေကိုဆက်ဆက်ပြီးတော့အခမ်းအနားကဏ္ဍတွေအလုံးကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါရစေ။ပထမဆုံးအနေနဲ့ ADHD ဆိုတာဘာလဲနဲ့အဓိကလက္ခဏာတွေအကြောင်းကိုစတင်ဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ ADHD ဆိုတာပါလေ ADHD attention deficit hyperactivity disorder ဆိုတာကအာရုံစူးစိုက်မှုချုပ်ယွင်းပြီးတော့တက်ကြွလွန်ယောဂဖြစ်ပါတယ်ဒါဟာမွေးရပါဒါမှမဟုတ်ငယ်စဉ်ကတည်းကစတင်တတ်တဲ့အုံနှောက်ရဲ့အာယုံကြောဆိုင်ရာဖွံ့ဖြိုးမှုချွတ်ယွင်းချက်တစ်ခုလည်းဖြစ်ပါတယ်။ ADHD ရဲ့အဓိကလက္ခဏာများအာယုံစူးစိုက်မှုချွတ်ယွင်းခြင်း inattention စိတ်ပြန့်လွယ်ခြင်းအာယုံဆက်ရခက်ခြင်းတေချာဂရုမစိုက်နိုင်ခြင်းအမှားယွင်းများခြင်း စကားပြောတာကိုနားထောင်ရင်အလုံးအယုံပြန့်လွယ်ခြင်းကြုံကြားချက်တွေကိုလိုက်နာဖို့ခက်ခြင်းအလုတ်တံဝင်တွေကိုဆက်လက်လှုပ်ဆောင်ဖို့ခက်ခဲခြင်းအလုတ်တွေအချိန်စရားတွေကိုစီမံခန့်ခွဲဖို့ခက်ခြင်းစာသင်ခန်းထဲမှာလိုအပ်တဲ့ပစ္စည်းတွေကိုမေ့လျော့ခြင်းနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမေ့တက်ခြင်းစိတ်ရှုပ်ထွေးလွယ်ခြင်းရေရှည်စဉ်းစားရတဲ့အလုတ်တွေကိုရှောင်ကျဉ်ခြင်းတို့ဖြစ်ပါတယ်အပြုတ်မှုထင်းချုပ်ရခက်ခြင်းနဲ့တက်ကြွလွန်ခြင်းတနေရာထဲမှာကြကြထိုင်နိုင်ဖို့ခက်ခဲခြင်း ထိုင်ရာကနေမကြခဏထခြင်းတေလွှာခြင်းတက်ကြွနေခြင်းအတံမြည်တဲ့အယုတ်ဂိမ်းတွေနဲ့ဆော့ကစားရတာစိုက်နှက်သက်ခြင်းတခြားသူတွေစကားပြောနေတဲ့အချိန်မှာကြားဖြတ်ခြင်းစကားဝင်ပြောခြင်းမိကုမပီးခင်အဖြေကိုကြိုတင်ပြောခြင်းစောက်စားဖို့အတွက်ခက်ခဲခြင်းဥပမာသူများစကားပြောပြီးတာကိုစောင့်မနေတတ်တာသူများရဲ့အလုပ်တွေကိုဝင်ရောက်ဆွတ်ဖက်တာတို့ဖြစ်ပါတယ် ADHD အမျိုးအစားတွေကတော့အာရုံစူးစိုက်မှုချုပ်ယင်းချက်ပိုများတဲ့အမျိုးအစားအာရုံစူးစိုက်မှုချုပ်ယင်းခြင်း inattention ထက်ကမှလက္ခဏာတွေကပိုပြီးတော့ထင်ရှားနေခြင်းတက်ကြွလွန်ပြီးတော့အပြုတ်မှုထင်းကျုပ်ရခတ်တဲ့အမျိုးအစားအပြုတ်မှုထင်းကျုပ်ရခတ်ခြင်းနဲ့တက်ကြွလွန်ခြင်းကနေလက္ခဏာတွေပိုမှုထင်ရှားနေတာပေါင်းစပ်အမျိုးအစားအမျိုးအစားနှစ်ခုစလုံးရဲ့လက္ခဏာတွေရောနှောနေတာအခုနောက်ပိုင်းမှာအဖြစ်အများဆုံးအမျိုးအစားလေးဖြစ်ပါတယ် ဆက်လက်ပြီးတော့ ADHD ရဲ့အကြောင်းရင်းတွေကုသမှုတွေအသက်အရွယ်လောက်ဖြစ်ပွားမှုအခြေအနေနဲ့ ADHD ရဲ့ရောဂါကြောင့်နောက်ဆက်တွဲဖြစ်နိုင်တဲ့ဆိုးကျိုးတွေအကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ADHD ဖြစ်ရတဲ့အကြောင်းရင်းများအကြောင်းရင်းအတိအကျကိုတော့လေ့လာတွေးရှိထားတာမရှိသေးပေမဲ့အခုဖော်ပြမယ့်အချက်တွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါရစေ။မျိုးရိုးဗီဇမိသားစုရဲ့မှာ ADHD ရှိတဲ့သူရှိရင်ဖြစ်နိုင်ခြင်းပိုများပါဗျ။အုံနှောက်ရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ဆောင်ချက် ုံနောက်ရဲ့အာယုံစူးဆိုင်မှုဆုံးဖြတ်ချက်ချမှုနဲ့ထိန်းချုပ်မှုကိုစီမံတဲ့နေရာတွေမှာခြားနားချက်ရှိခြင်း။ပတ်ဝန်းကျင်ဆိုင်ရာအချက်များကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာစလိတ်တောက်တာအရက်တောက်တာငွေကင်းစကလေးကိုအစိတ်တင့်စေတတ်တဲ့ပစ္စည်းတွေနဲ့ထိတွေ့မှုရှိတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ADHD ကုသမှု ADHD ကိုလုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းလမ်းမရှိသေးပါဘူး။ဒါပေမဲ့ယောဂလက္ခဏာတွေကိုထိရောက်စွာထိန်းချုပ်ကုသနိုင်ပါတယ်။စေဝါကုသမှု အာယုံစူးစိုက်မှုကိုမြှင့်တင်ပေးပြီးတော့တက်ကြွလွန်နာကိုထိမ့်ချုပ်ပေးတဲ့စီဝါတွေနဲ့ကုသနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာကုတုံးများအပြုတ်မှုဆိုင်ရာကုတုံးစိတ်ပိုင်းဆိုင်ရာစိတ်ပညာပိုင်းဆိုင်ရာပံ့ပိုးမှုများမိသားစုကုတုံးလူမှုရေးကျွမ်းကျင်မှုဆိုင်ရာသင်ကြားပေးခြင်းတို့လည်းကုသပေးနိုင်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းအာဟာရညညစွာစားသုံးခြင်း၊ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊အိပ်ရေဝအောင်အိပ်ခြင်း၊အချိန်စရာဆွဲခြင်းတို့နဲ့လည်းကုသနိုင်ပါတယ်။ ADHD ဟာကလေးဘဝမှာစတင်ဖြစ်ပွားတဲ့ယောဂတစ်ခုဖြစ်ပါတယ်။အဖြစ်အများဆုံးအသက်အရွယ်ယောဂလက္ခဏာစတင်ချိန် ADHD ရဲ့ယောဂလက္ခဏာတွေဟာကလေးအသက်3နှစ်ကနေ6နှစ်အတွင်းမှာစတင်လေ့ရှိပါတယ်။ယောဂရှာဖွေတွေ့ရှိခံရချိန်ကလေးတွေကိုကျောင်းနေအရွယ်အသက်6နှစ်ကနေ12နှစ်အတွင်းမှာ ADHD အဖြစ်အများဆုံးယောဂရှောက်ပွေတွေ့ရှိရပါတယ်။ အကြောင်းရင်းကတော့အဲ့ဒီအရွယ်တွေမှာကလေးတွေဟာចောင်းစားတက်ရောက်ပြီးတော့အာယုံစိုက်ပြီးစာတန်ရတာထိုင်နေရတာစီကန်းတွေလိုက်နာရတာစတဲ့လိုအပ်ချက်တွေများလာတာတွေကြောင့်သူတို့ရဲ့အာယုံစူးစိုက်မှုနဲ့တက်ကြွလုံနဲ့ပြဿနာတွေကပုံမထင်ရှားလာတတ်လို့ဖြစ်ပါတယ်ဆရာဆရာမတွေဒါမှမဟုတ်မိဘတွေကဒီလက္ခဏာတွေကိုသတိထားမိပြီးတော့ကျန်းမာရေးပညာရှင်တွေစီကိုခေါ်ဆောင်သွားလိမ့်ရှိပါတယ်။သတိထားရမယ့်အချက်ကတော့ ADHD ဟာကလေးတွေမှာပဲဖြစ်တဲ့ကြီးလာရင်ပျောက်သွားတယ်ဆိုတဲ့အယူအဆဟာမှားယွင်းပါတယ်။ လူကြီးအများစုမှာယောဂလက္ခဏာတွေတက်တာသွားတက်ပြီးမြဲလူကြီးတွေမှာဆိုရင်အာယုံဆိုင်ရခတ်တာအချိန်စီမံခံခွဲရခတ်တာစိတ်တူလွယ်တာစတဲ့လက္ခဏာတွေပိုပြီးတော့ထင်ရှားတတ်ပါတယ် ADHD ရဲ့ယောဂကြောင့်ဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲဖြစ်နိုင်တဲ့အဆိုးကျိုးများ ADHD ရဲ့အဓိကပြဿနာကအုံနှောက်ရဲ့စီမံခန့်ခွဲမှုစနစ် executive functions ချုံရွင်းနေတာဖြစ်တဲ့အတွက်ဘဝရဲ့နေရာဆုံးမှာအခက်အခဲတွေပေါ်လာတတ်ပါတယ် ကျောင်းသားဘဝမှာဆိုရင်စာမေးပွဲကြရှုံးတာကျောင်းထွက်ခြင်းစိတ်ဖြစ်တာတငယ်ချင်းနဲ့အဆင်မပြေတာခွဲခြားဆက်ဆံခံရတာကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ပါလာတာစိတ်ကြဝေဒနာစိုးရိမ်ပူပန်မှုများတာတွေကချက်ချင်းဖြစ်နိုင်ပါတယ်အလုတ်သမားဘဝမှာဆိုရင်တော့အလုတ်ပြုတ်တာအလုတ်မကြခဏပြောင်းတာအချိန်မလေးစားတာလစာနှိပ်တာလုတ်ဖို့ကိုင်ဘက်တင်တဲ့ပြိပခဖြစ်တာငွေကြေးစီမံခန့်ခွဲမှုညံ့ပြန်တာအကျွေးတင်တာတွေဖြစ်နိုင်ပါတယ်။ လူမှုရေနဲ့မိသားစုဘဝမှာဆိုရင်တော့မိသားစုတည်းမှာအငင်းပွားမှုများတာကားတိုက်မှုအန္တရာယ်များတာဆွဲလက်မှုပြဿနာတွေဥပမာစလိတ်အရက်ကွန်ပျူတာဂိမ်းတို့ဖြစ်ပါတယ်စိတ်ကြမ်းမှရေဆိုးပြားခြင်းတို့လည်းဖြစ်ပေါ်နိုင်ပါတယ်ရှင်အထူးသတိထားရမယ့်စုချုံများကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးတာကလေးဘဝကလေးကမင်းကညံ့နေမင်းကဂရုမစိုက်ဘူးဆိုတဲ့ဇာတ်ကားတွေကိုအကြိမ်ကြိမ်ကြားရပြီးတော့ကိုယ့်ရဲ့စွမ်းရည်ကိုမကြုံကြည်တော့တဲ့ self esteem ပြဿနာဖြစ်လာတတ်ပါတယ်ဆွဲလက်မှုများ ADHD ရှိတဲ့သူတွေဟာသူတို့ရဲ့စိတ်ကျဉ်နှံ့မှုအတွက်ဆွဲလန်းမှုတွေဖြစ်ဖို့လွယ်ကူပါတယ်။စလိတ်အရက်မူးယစ်ဆေး game လောင်ကစားစတာတွေကိုဆွဲလန်းနိုင်ခြင်းပိုများပါတယ်။တခြားစိတ်ရောဂါများပူးတွဲဖြစ်ပွားခြင်း ADHD တခုတည်းကိုတော့မကူပဲထားလို့ရှိရင်စိုးရိမ်ပူပန်မှုတွေများတာ anxiety စိတ်ကြယောဂ depression စိတ်ဆိုးလွယ်တဲ့ irritability တို့လိုမျိုးနောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာတွေထပ်ဆင့်ဝင်လာတတ်ပါတယ်။အဲဒီဆိုးကျိုးတွေအားလုံးကကုသနိုင်ပါတယ်။ ADHD ကိုစေးဝါးအပြုတ်မှုဆိုင်ရာကုတုံးလူနေမှုပုံစံပြောင်းလဲတာတွေနဲ့ထိထိရောက်ရောက်ကုသနိုင်ပါတယ်။စောစောသိပြီးတော့စောစောကုသတာကဒီနောက်ဆက်တွဲစိုးကျိုးတွေကိုကာကွယ်ရမှာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ADHD မှာကလေးတွေမှာတမကပဲလူကြီးတွေမှာလည်းရှိနေတတ်တာကြောင့်စောစောစစ်စစ်သိပြီးတော့တင့်တော်တဲ့ကုသမှုခံယူခြင်းဖြင့်ចောင်းစာတွေအလုပ်ခွင်တွေနဲ့လူမှုဆက်ဆံရေးတွေမှာပုံမကောင်းမွန်စွာရပ်တည်နိုင်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းမားတွေကနေပြီးတော့ကိုးကားထားတာဖြစ်ပါတယ်။ နောက်ပတ်တွင်မှာလည်းကျမတို့ရဲ့ K2 Health Season ကနေပြီးတော့အမျိုးသမီးကလေးတွေနဲ့ကျမရေးအလှပဆိုင်ရာဆောင်းမတွေနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ပါရရှင်။ ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FN Facebook Page က Messenger နဲ့မြစည်းမရေဒီယိုဆောင်ပါရှင်ဆိုတဲ့ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။ ညစီမရေဒီယိုရဲ့ဒီနေ့မနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်မင်းအောင်ကြီးတို့ပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့ညစီမရေဒီယိုဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တည်နေမဲ့ညစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ခဲ့ကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ thank you